okay ဆိုတော့ကျွန်တော်တို့ဒီ premium pro lesson 1မှာကတော့အရင်ဆုံး premium pro ထဲမရောက်ခင်မှာ premium pro မတုံးခင်နဲ့ premium pro မှာ project တစ်ခုမစခင်မှာဘာတွေလုပ်ရလဲဆိုတော့ဟုတ်ကျွန်တော်ပြပြသွားမယ်အဲ့တော့ကျွန်တော် premium pro ရဲ့စဝင်ဝင်လိုက်ပြီးဆိုတာနဲ့ဒီမှာ open project နဲ့ new project ပေါ့နော် home screen ကိုရောက်သွားလိမ့်မယ်ကျွန်တော်က new project ကိုအရင်ပြပြမယ် new project လုပ်လိုက်လို့ရှိရင်ကျွန်တော်တို့ကဒီလိုတွေပေါ်လာမယ်ဒါ2023 version အထက်တွေဆိုဒီလိုပေါ်မယ်အဲ့လိုမှမဟုတ်ဘူး2023 2တို့1တို့ version တို့လို့ဆိုဆိုရအဲအရှိမ window လေးနဲ့ပေါ့နော်တစ်ခုကြာလာလိမ့်မယ်ဒါလောက်အောင်ပေါ့နော်ဒါပေမဲ့သဘောတရားချင်းကတော့အကုန်အတူတူပဲအဲကျွန်တော်တို့က project file တစ်ခုကို create လုပ်ရတော့မှာဖြစ်တဲ့အတွက်အဲ့ဒီ project file ကိုဘယ်နေရာမှာထားမလဲဆိုရယ် file location ကိုရွေးပေးဖို့လိုတယ် အဲ့လို file location ရွေးပေးမှာပဲကိုကဒီ project ကိုတခြားလူကိုကူးပေးတာပဲဖြစ်ဖြစ်ကိုကပြန်ရှာကျင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ် backup လုပ်ဖို့တခြား hard drive တွေ SSD တွေကိုကူးကျင်တာပဲဖြစ်ဖြစ်ဆိုလို့ရှိရင်ကူးရတာလွယ်မှာအကြောင်းမလို့ကျွန်တော်ကဘယ်လိုလုပ်လဲဆိုတော့ project location ဆိုတဲ့နေရာမှာ choose location ကိုနှိပ်လိုက်မှာ okay မှဆိုလို့ရှိရင်ကျွန်တော်ကဒီမှာ folder တစ်ခုလုပ်ထားပြီးတာပေါ့နော်အဲ့ဒါကိုမှကျွန်တော်ကတက်တက် folder အတစ်တစ်ခုလုပ်ပါဖြစ်တဲ့အတွက် new folder lesson 1လို့ပေးလိုက်မယ်။ Okay ပြီးသွားရင်တော့ကျွန်တော်တို့ကဒီထဲမှာနောက်တစ်ခုထပ်ပေးလိုက်ပါ v raw ပေါ့နော်ကျွန်တော်က v raw လို့ပေးတယ်။ဒီထဲမှာမှကျွန်တော်တို့က video ဆိုရင် video audio ဆိုရင် audio sound effect ဆို sound effect voice ပေါ့နော်အစုံပေါ့ကိုရဲ့ကိုတော့မဲ့ကိုထည့်မဲ့ဟာတွေကများရင်များနေတယ်လို့ မှာ folder လေးတွေခွဲခွဲပြီးလုပ်โอเคကျွန်တော်ဒီလိုရပြီဆိုလို့ရှိရင်တော့ project file ကိုတော့ဒီ lesson 1မှာထားမယ်သူတက်သုံးမဲ့ဟာတွေကိုတော့ဒီထဲမှာထည့်မယ်အဲကြောင့်မို့ကျွန်တော်ဒီအရှိမပဲ lesson 1မှာတွေက select folder ကိုနှိပ်လိုက်မယ်ပြီးသွားရင် project file ကိုနာမည်ပေးလိုက်မယ် lesson 1ဆိုပြီးโอเคအကုန်လုံးပြီးသွားပြီဒါတွေလည်းကျွန်တော်မျိုးပိတ်ထားတယ်ဆိုလို့ရှိရင် create ကိုနှိပ်လိုက်ကျွန်တော်ဒီ lesson 1ဆိုရယ် project file ကိုရောက်သွားလိမ့်မယ် okay အဲ့တော့မှကျွန်တော်တို့ကကိုထည့်ခြင်းနဲ့ video တွေ audio တွေထည့်ကြည့်မယ်ဘယ်တဲ့ကိုထည့်ရမှာလဲဆိုတော့ဒီ project ဆိုရယ် panel ကိုထည့်ရမှာအဲ့ panel တွေအများကြီးရှိတယ်ကိုခေါ်ခြင်းနဲ့ panel တစ်ခုအစ်စ်ခေါ်ခြင်းနဲ့ panel တစ်ခုပဲဖြစ်ဖြစ်တခြားပျောက်သွားလို့ပေါ့နော် ပိတ်မိလိုက်လို့ပြန်ခေါ်ခြင်းတဲ့ panel တခုကိုခေါ်ခြင်းတာပဲဖြစ်ဖြစ်ဆိုလို့ရှိရင် window မှာခေါ်လို့ရတယ်အဲ့တော့အဲ့ဒါကိုမှတ်ထားမယ်နော် window မှာခေါ်လို့ရတယ်โอเคအဲ့တော့ project file ကိုလိုအပ်တာတွေထည့်မယ်ပြီးတော့မှကျွန်တော်ကသူ့ကိုဒီ video ဆိုတဲ့ video folder လိုက် drag and draw လုပ်ပြီးတော့ထည့်လိုက်မယ်ဒါဆိုရင် project file က နေရဲကိုရောက်သွားပြီဖြစ်ပါတယ်အဲ့တော့ project file ရောက်သွားပြီဆိုတော့ကျွန်တော်တို့က edit လုပ်ရတော့မှာလားဆိုရင် edit လုပ်လို့ရပြီအဲ့မှာကျွန်တော်တို့က timeline sequence တစ်ခုစောက်ဖို့လိုတယ်ကျန်တဲ့ panel တွေဘယ်လိုအလုပ်လုပ်တယ်ဆိုတာကိုတီးဖို့လိုအပ်တယ်အကြောင်းမလို့ကျွန်တော်ကြံတဲ့ panel ရဲ့အကြောင်းကိုတစ်ခုချင်းစီပြောပြမယ်။အဲ့တော့ panel တွေဘယ်လိုအလုပ်လုပ်တာလဲ ဒီ project ban တွေကတော့ရိုးရှင်းတယ်ကျွန်တော်တို့ထည့်ခဲ့တဲ့ file တွေကိုကြည်တာကျွန်တော်တို့ထည့်လိုက်တဲ့ file တွေကိုကြည်တာအထည့်တဲ့ file တွေကိုဒီလိုမျိုး mouse နဲ့ဒီလိုမျိုး push လုပ်ပြီးရတယ်ကြည်လို့ရတယ်အဲ့ဒါကိုမှသူ့ရဲ့ information တွေကြည့်ကြင်ပါတယ်ဒီ video ရဲ့ resolution တွေဘယ်လောက်ရှိတယ် frame rate တွေဘယ်လောက်ရှိတယ်ဆိုတာကိုကြည့်ကြည့်နေဆိုလို့ရှိရင်ဒီဘက်ဘေးမှာ list view ဆိုတဲ့ဟာလေးရှိတယ် ဒါဒီ icon view ကိုကျွန်တော်တို့ကရွေးထားတဲ့အတွက်ဒီလို icon နေကိုမြင်ရတာ list view ရွေးလဲကျွန်တော် list နဲ့မြင်ရမှာပေါ့ Okay သူဒီ23.976 fps ရှိတဲ့ video တစ်ပုဒ်ပါမာဒီသူရဲ့ resolution ပါ 2.7k နဲ့ရခဲ့ပါတော့ကျွန်တော်က resolution ဆိုတာဒီ video ရဲ့ကြည်လင်ပြသမှုကိုပြောတာပါကျွန်တော်တို့ဒီ device ရဲ့ standard ဒီ 1080p တချို့ဆိုဆိုလို့ရှိရင် 4k ဖြစ်နေပါတော့ ဆိုတော့သူရဲ့ 4K ဒီ 4K ရဲ့ resolution တခုရှိလိမ့်မယ်လိုပဲ 1080p ဆိုရင်1920 1080ဆိုတော့ resolution တခုရှိမယ်အ resolution ဒီကိုလိုချင်တဲ့ quality နဲ့ video ရဲ့ ratio ပေါ်မှာမူတည်တယ်ကျော်တို့က 1080p လိုချင်တယ်ဒါပေမဲ့ 3s to 4လိုချင်တာလားမဟုတ် 16s to 9လိုချင်တာလား 1s to 1ပဲလိုချင်တာလားဆိုတာပြန်ပြီးတော့စဉ်းစားဆိုတော့ panel ၄အကြောင်းကိုဆက်သွားရအောင် ်ပန်နယ်ဒီမှာဆိုလို့ရှိရင်ကျွန်ကပြောခဲ့တဲ့ project ပန်နယ်ရှိမယ်။ကျွန်တော်ဗီဒီယိုနှိမ့်လိုက်တဲ့ဒါဗီဒီယိုသက်သက်လေးပန်နယ်ဆက်ပန်နယ်ပေါ့နော်အသေးပန်နယ်တစ်ခုတည်းရောက်သွားတာ။ Bing ဆိုပြီးတော့ဖြစ်နေမှာနော်။ Okay အဲ့ဒီဗီဒီယိုတွေကိုကျွန်တော်တို့ကတေးချနော်စကန်နဲ့တေးချကြည့်ကြည့်ပါလေ။ဆိုလို့ရှိရင်သူ့ကို double click နှိမ့်လိုက်ရင်ရပြီ။အဲ double click နှိမ့်လိုက်တဲ့အခါမှာကျွန်တော်ဘယ်ရောက်သွားလဲဆိုတော့ source ရောက်သွားတာ။ source ကျွန်တော်တို့ယူနှိမ့်ခဲ့တဲ့ video ရဲ့ name နာမတစ်ခုကို information ပေါ့နော်အဲ့အဲ့လိုရောက်သွားတာနောက်တော့အရင်ကိုကကြည့်လို့ရတယ်ဒီ video ကဘယ်လောက်စက္ကန့်ကြာတာလဲနော်ကြည့်လို့ရမှာဖြစ်ပါတယ်ဒီဒါက source ပဲလေ effect control effect control ဆိုတာကကြာတော့ကျွန်တော်တို့ဒီ effect တစ်ခုကိုထည့်လိုက်တာပဲဖြစ်ဖြစ်ကိုထည့်ထားတဲ့ဒီရုပ်ကလစ်တွေအတန်တွေကိုပြန်ပြီးတော့ control လုပ်ချင်တာ ကိုထည့်လိုက်တဲ့ effect တွေကိုပြန်ပြီးတော့ control လုပ်တာဒါမှမဟုတ်လို့ရှိရင်ကိုထည့်လိုက်တဲ့ရုပ်ကလစ်ရဲ့ position တွေ scale တွေကြီးတာသေးတာဘယ်ဘက်ရွှေ့တာညာဘက်ရွှေ့တာ crop လုပ်တာစသဖြင့် blur လုပ်တာအဲ့လိုမျိုးတွေအကုန်လုံးကိုပြန်ပြီးတော့ control လုပ်ရတဲ့ panel ဆိုတော့ effect control panel ရေးကြည့်ပါတယ်။ဒါဆိုရင် effect ကဟော effect ဆိုတာကကြတော့ကျွန်တော်တို့ထည့်ခြင်းတဲ့ effect တွေဥမာဒီဗီဒီယိုဘလားလုံးမလားစာလေးကို glow ပြအောင်လုံးမလား ။အဲကျွန်တော်တို့အရင်နှုန်းထဲကရွေးထားတဲ့မှတ်ထားတဲ့ preset တစ်ခုခုကိုပြန်ပြီးတော့ထည့်ပါလား။အနေဆုံး crop လောက်တာစ effect ကနေယူပြီးတော့ crop လောက်ရပါတယ်။ Premiere Pro မှာဆိုရင်ပေါ့။ကျန်တဲ့ software ဆိုတော့အဲ့လောက်အလုံးမရှိဘူး။ effect လည်းတည်ပါပြီ။ effect control လည်းတည်ပါပြီ။ project ban နဲ့ source ban နဲ့လည်းတည်သွားပြီဆိုတော့ကျွန်တော် timeline ကိုတွားကြည့်အောင်။အဲ့တော့ timeline ဆိုတာဒီကိုတကယ် edit လုပ်မဲ့ နေရာဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုတစ်ခုလုံးရဲ့အရေးကြီးဆုံးနေရာပေါ့နော် timeline ဘယ်နှစ်စက္ကန့်နားမှာတော့ဘာပေါ်မယ်ဘယ်နှစ်စက္ကန့်နားမှာတော့ဘာပေါ်မယ်ဘယ်နှစ်စက္ကန့်မှာတော့စာလေးပေါ်လာမယ်ဘာလုပ်မယ်ညာလုပ်မယ်ဆိုတဲ့ဟာလေးအကုန်လုံးဒီ timeline ပေါ်မှာကျွန်တော်တို့ကအစီအစဉ်တကြလှုပ်ဆောင်ရတာ timeline ပေါ်မှာလုံးပါပဲကိုယ့်ရဲ့ video တစ်ပုဒ်ကကိုထွက်လာပါတော့ဒီ source နဲ့ဘာမှမဆိုင် source ဒီကျွန်တော်တို့ကကိုထည့်လိုက်တဲ့ဟာကိုသူကပြပေးတာ raw ကိုပြပေးတာပေါ့ လွယ်ပြောရရင်တော့ကိုထည့်လိုက်တဲ့ဟာကိုပြပေးတာဘာမှကျွန်တော်တို့လှုပ်ထားတဲ့ဟာမဟုတ်ဘူးအဲ့ဒါကိုမှကျွန်တော်တို့ကအဲသူ့ရဲ့ဒီနားလေးကိုတော့ယူမယ်နောက်တစ်ပုတ်ရဲ့ဘယ်နားလေးကိုဆိုရင်တော့ဖြင်ယူမယ်အဲ့နှစ်ခုကိုဆက်မယ်ရှေ့နောက်ဘယ်လိုထားရမယ်ဘယ်စာလေးကတော့ပေါ်လာမယ်ဆိုတော့ editing လုပ်တဲ့ process တွေဒီဒီ timeline ပေါ်မှာဖြစ်နေတာပါအဲ့တော့ကျွန်တော်တို့နမူနာလုပ်ကြည့်အောင် timeline ဒီ no sequence လို့ပြရတာ no sequence ဆိုတာဒီ sequence မရှိဘူးလို့ပြတာဒါကြောင့်မလို့ sequence တစ်ခုရှိမှ timeline ဒီအလုံးလုံးမှာဖြစ်ပါတယ် drug media here to create sequence ဒီလိုမျိုးလဲထည့်လိုက်လို့ရသလို sequence တစ်ခုကို create လုပ်လို့လည်းရကျွန်တော်ကတော့ဒီလိုမျိုးထည့်ရအောင်အားမပေးဘူး sequence တစ်ခုအစ်စ်လုပ်စစ်ချင်တယ်ဒါကြောင့်မလို့ sequence တစ်ခုအစ်စ်လုပ်မယ်ဆိုရင်ကျွန်တော်ကအမြဲတမ်း bin အစ်စ်ခေါ်လေးရှိတယ်ဒါကြောင့်မလို့ sequence လို့နေလိုက်မယ်ဘာလို့ bin အစ်စ်ခေါ်ရလဲဆိုတော့ အဲ့ sequence ကိုပြန်ပြီးရှားရတာလို့ရအောင်ပျောက်သွားတဲ့အချိန်မှာပြန်ရှားရတယ်။ဒီခါလေးရရင် sequence line ကြီးပျောက်သွားတာမျိုးရှိတတ်တယ်။ဒါကြီးကိုကျွန်တော်ကဒီလိုနှိပ်လိုက်မိတာတော့ပါလို့ပေါ့နော်။အဲ့ဒါ sequence line ပြောပါရင်ရှားရတာလွယ်အောင်လို့ပါ။အဲ့တော့မှကျွန်တော်တို့က right click နှိပ်ပြီးတော့ new item ထဲမှာ sequence ကိုရှားလို့လဲရသလို file ကိုနှိပ်ပြီးတော့ new မှာ sequence ကိုခေါ်လဲရ။ဒါကြောင့်မလို့ new item sequence ကိုခေါ်လိုက် โอเคဒါဆိုရင်ကျွန်တော်ကအဲ့ကိုထည့်ထားတဲ့ဟာရှိရင်တော့တခါတည်းဒီမှာနှိပ်ပြီးတော့အမြန်လုပ်လို့ရတယ်အဲ့လိုမဟုတ်ဘဲねကိုက customize လုပ်ချင်တယ်ဆိုလို့ရှိရင် setting ကိုသွားပြီးတော့ကိုရဲ့ video ကိုကုန် customize လုပ်လို့ရတယ်ကျွန်တော်ကက video တွေဒီအကုန်လုံးဒီ 24fps ပေါ့နော်အတိအကျပဲ22.976 frame per second ရှိရဲ့ video တွေကို သုံးမဲ့ raw တွေနဲ့ video တွေနဲ့ဒီကောင်ဒီကိုက်ညီဖို့လိုတယ်။ဒါသောအဖြစ် 24fps ထားတယ်30 fps ထားကြတာ။အဲ 60fps တွေ video တွေဖြစ်နေရောဆိုရင်ကြတော့ကျွန်တော်တို့က purpose နှမျိုးနဲ့သုံးကြတယ်ပေါ့ 60fps တွေဆိုလို့ရှိရင် slow motion ပြန်ချကြရတယ်တချို့ကလည်း 60fps ကိုဒီအိုင်းထည့်လိုက်တယ်ပေါ့နော် 60fps အေးပါလာလို့ 60fps ထားမှလာဆိုရင်တော့အဲ ဟိုဟိုကအဲ့လိုမျိုး smooth ဖြစ်နေတာကြီးရောလုံးချောချောကြီးဖြစ်နေတာကြီးကိုကြည့်ကျင်နေဆိုရင်လည်းတမျိုးဒါပေမဲ့များသောအဖြစ်ကတော့ 24fps နဲ့ 30fps တွေပဲထားကြ။ Okay ကျွန်တော်ကတော့23.97ပဲထားမယ်ခုနဟာလေးနဲ့ဒူအောင်လို့ video ratio video ratio ဒီ16 to 9 ratio ကိုတောင်းတယ်ဒီကအပြင်ကျွန်တော်ပြောတဲ့ resolution ပါဒါအဲ့ကျွန်တော်တို့ဒီ 1080 1080 2000ထားလိုက်မယ်ဆိုရင်1:1လောက square ဆန်နဲ့ video ratio ကိုရအဲ့လိုမဟုတ်ဘူးကျွန်တော်ကပုံမှန်ပဲ YouTube တို့ဘာလို့လို့မျိုး ratio ပဲလို့ခြင်းဆိုရင်တော့16:9 ratio ပဲသုံးပါ Okay ဒီအောက်က higher ဘာမှအရင်ရပြင်စရာမလိုဘူးအဓိကသတိထားမှာက color မှာ walking color space ဒီ rack 7 online ဖြစ်နေရမှာအဲ့ဒါမှာကျွန်တော်မြင်နေရတဲ့အကြောင်းနဲ့ export ထုတ်လိုက်တဲ့အရောင်တွေကတူနေမှာဒါလို့ဒါတွေရွေးသားမိရင်တော့ရောင်ကတူမှာမဟုတ်ဘူးဟေ့ဆိုတော့ဒါပဲကျန်တာတွေအကုန်လုံးဒီဒီတွေကအတိုင်း default ပေါ့နော်တူနေရမယ်ယူလိုက်ရင်တော့နာမည်ပေးခြင်းလည်းပေးကျွန်တော်ကတော့ main လို့ပေးတာများတယ်ပြီးရင် okay နေလိုက်မှာ okay ဒါဆိုလို့ရှိရင်ကျွန်တော်က sequence တခုကိုစောက်ပြီးသားဖြစ်သွားပြီအဲ့ဒီ sequence တွေဘာလို့ကျွန်တော်ကဒီလိုကြီးဖြစ်နေရတာလဲဆိုရှင်ကျွန်တော်က vertical video တွေ editing လုပ်တဲ့၄အောက်အတိုင်းထားရတာမဟုတ်လို့ပြန်ပြောင်းချင်ရောလွဲပါတယ်ဒီကောင်လေးကိုဒီလိုဆွဲထက်အဲ့လိုပဲဒီလိုဆွဲထက်ကောင်းတဲ့လိုလုပ်လို့ရအဲ့ဆိုဒါကဘာလုပ်တာလဲ ကျွန်တော်တို့ဒီ program panel ဆိုတာဒီ timeline sequence ပေါ်မှာကိုရွှေ့လုပ်တဲ့ဟာတွေကိုပြပေးတဲ့ monitor အဲတော့ program monitor source monitor timeline မှာလောက်တာဒီ programmer လာပြမယ်အဲတော့နမူနာကြည့်ကြည့်အောင်ကျွန်တော်ဒီ footage တွေက လူစပေါ်ရနာလေးကိုယူကြည့်ရအောင် okay အဲ့နောက်ကြရအောင်ပြန်ပြောပါပါเนาะအဲ့တော့ in point out point ပေးပြီးတော့ယူလိုက်တယ် and ဒီလိုမျိုးပေါ်လာမယ်ဆိုလို့ရှိရင်ဒီဒီ resolution မတူတာ fps တွေမတူတာကြောင့်မလို့ပြကိုကအဲ့ဒီအတိုင်းပြောင်းခြင်းလည်းရင် change sequence setting ကိုနှိပ်တယ်မကျွန်တော်မပြောင်းခြင်းဘူးမပြောင်းခြင်းလို့ပဲကျွန်တော်တို့ကခုနကကိုက customize လုပ်ခဲ့တဲ့ စီကွန်ထားခဲ့ရလीဒါကြောင့်မလို့ key access setting ကိုနှိပ်လိုက်မယ်โอเคရပြီဟောကျွန်တော်တို့လိုချင်တယ်ဒီမှာဆိုရင်အဲဒီနားလေးရောက်မှာဒီဟာလေးပေါ်လာတယ်ဒါဒီ timeline မှာအလုပ်လုပ်တဲ့ဟာကို program မှာလာပြီးတော့ပြအဒီလိုဖြစ်နေတယ်ဒါဒီ value ရဲ့ video တွေလုပ်လို့ဒီမှာ layout ကအလုပ်ဖြစ်နေတာ workspace ပေါ့နော် space ကအဲ့လိုဖြစ်နေတာအဲ့တော့ကိုလိုချင်တဲ့ wall space တိုင်းရအောင်သူ့ကိုကျွန်တော်ကဒီဘက်ဘေးလေးကိုပို့လိုက်မှာဒါဆိုရင်ဒီလိုပြန်ညှိလိုက်ရင်ဒီလိုမျိုးလေးအရှိလေးပြန်ရမယ်ဒါလီ program ban နဲ့အကြောင်းပြောကျွန်တော်ကျွန်တော်ပြောပြပါကျန်တာတွေကနောက်မှတခြားပြောပြပါမယ်နောက် lesson တွေမှာအဲ့တော့နောက်အပိုင်းမှာကျွန်တော်ကဒီဘက်မှာရှိတဲ့ lumetri color essential sound essential graphic တွေနဲ့အတူတူဒီ timeline ရဲ့အလုပ်လုပ်ပုံကိုပြန်ပြီးတော့အသေးစိတ်ပြောပြမယ် video တွေ audio တွေဘယ်လိုထည့်မလဲဆိုတာကိုပြောပြပေးမယ်โอเคနောက် video မှာပြန်တွေ့မယ် bye bye